စကားကောင်းပြောတတ်လို့ရှိရင်ဦးဇင်းတို့ပြောလိုက်ခြင်းသေးတယ်ဗျာပြောတတ်လို့ရှိရင်တလောကလုံးရဲ့မျက်နှာမှုကိုရမယ်မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုံတီးမှုကိုရမယ်ဟုတ်လားမှန်ပါဗျာရုပ်ချောနဲ့သဘောကောင်းအပြောကောင်းတွင် အပြောကောင်းကိုပိုချစ်ကြသည်ဆိုတဲ့စကားလေးကြားဖို့တယ်မဟုတ်လားကြားပါတယ်ဗျာအေးအပြောကောင်းဆိုတာ နားထောင်ကောင်းအောင်ရှောက်လှဲ့ပတ်ပြီးတော့ပြောတာမျိုးကိုဆိုလိုတာမဟုတ်ဘူးမိမိသူတစ်ပါးနှစ်ဦးသားအကျိုးတရားတွေကိုမထိခိုက်စေဘဲနဲ့မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကို အချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာ ပြောဆိုတတ်ခြင်းကိုအပြောကောင်းလို့ဆိုတာမှန်ပါဗျာဟုတ်ရဲ့လားမှန်ပါဗျာဒါဥစဉ်တို့မြတ်စွာဘုရားရဲ့အလိုတော်ကြပါပဲမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကို အချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာ ပြောတတ်တာကိုအပြောကောင်းလို့ဆိုတာကိုပြောလိုက်တဲ့စကားကြောင့်ကိုနောင်တရရတဲ့စကားမျိုးကိုပြောလိုက်တဲ့စကားကြောင့်ကြားရတဲ့လူတွေစိတ်ဆင်းရဲသွားစေတဲ့စကားမျိုးဆိုရင်ဘယ်မှာအပြောကောင်းလို့ပြောလို့ရပါမလဲမရပါဘူးခင်ဗျလောကမှာ အပြောအကောင်းဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့မေးရင်မြတ်စွာဘုရားဂုံတော်၉ပါးထဲမှာသူ ကတဆိုတဲ့ဂုံတော်ရှိတယ်လေမှန်ပါဗျာအဲ့ဒီသူကတဆိုတဲ့ဂုံတော်ကအတိပဲအမျိုးမျိုးထွက်တယ်ရှေးဖရာတို့နီးသူလာခြင်းကောင်းတော်မူသောလို့လည်းအတိပဲရတယ်ဖရာစုပံကလေးကစပြီးတော့လမ်းကြောင်းကိုမတိန်ဆောင်းသေးပဲနဲ့တက်တက်မတ်မတ်မှန်မှန်ကန်ကန်ရှောက်လန်းလာတယ်လို့ဒီလိုအတိပဲလည်းရတယ်ပြီးတော့စကားကောင်းကိုပြောတတ်တာမှန်ပါဗျာနော်စကားကောင်းကိုပြောတတ်တာ ဲ့ဒါသူကတဂုံရဲ့အဓိပ္ပာယ်ပဲဒီတော့ပိဿပောင်သူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညစိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေကြီးကြီးမားမားရှိနေတဲ့ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေကြီးကြီးမားမားရှိနေတဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့တို့ဘယ်လိုပြောကြမလဲနံပါတ်1ဒီစကားနဲ့ပတ်သက်ပြီးတော့တို့ဘလို့နားထောင်ကြမလဲနှစ်ချက်ဗျာเนาะတရားကြီးဒီမိုက်များ ်အရေးကြီးတယ်နော်စကားကမပြောတဲ့နေလို့ရှိလားမရှိပါဘူးမပြောဘဲကိုနေလို့ရလားမရပါဘူးဗျာမပြောမဖြစ်ပြောကြရမယ်လူတွေအတွက်ဘယ်လိုပြောမလဲဘယ်လိုစကားကိုဘယ်လိုပြောမလဲပြည့်ပြည့်စုံစုံဆိုရင်ဟုတ်လားပြီးတော့ကိုယ့်ရဲ့နားထဲကိုစကားသံတွေကလည်းအမြဲတမ်းရောက်နေတာပဲမဟုတ်လားမှန်ပါဘူးသူတော်ဘာရဲ့နှုတ်ကနေတဆင့်ဟာတီဗီကနေတဆင့်လေဒီယိုကနေတဆင့်ဟုတ်လား တခါတလေဆိုလို့ရှိရင်စာရွက်ပေါ်ကနေစကလုံးပုံတရံနဲ့အတန်နေထွက်လာတာလေကြုံဘူးလားဖတ်ပါများတော့စကလုံးတွေကဘာတွေဖြစ်သွားတော့စိတ်ထဲမှာအတန်နေဖြစ်သွားတယ်အဲ့ဒါလဲစကားတစ်မျိုးပဲလို့တောင်ထင်တယ်ဟုတ်လားအဲ့ဒါလို့ကိုယ့်ရဲ့နားရဲမျက်စိရဲကိုရောက်လာတဲ့စကားသံတွေမျက်စိတွေရောက်တယ်ဆိုတာတင်စားပြောတာနော်ကိုယ်နားရဲကိုစကားသံတွေရောက်မလာအောင်ကိုတခါကြီးဒီမိုင်းများတားနိုင်မှာမလားမတားနိုင်ပါဘူးဗျာနားမထောင်လို့မဖြစ်ဘူးပေါ့မှန်ပါဗျာ နားမထောင်လို့မဖြစ်တဲ့ဒီစကားကိုပေါ့ပေါ့လေးမစင်စားပဲနဲ့ဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲသောတော်တုံးကပြောလိုက်တာကဘယ်လိုစကားကိုဘယ်လိုပြောကြမလဲဟုတ်လားမှန်ပါဘူးခုနောက်ပြောလိုက်တာကဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲဒီမိကွန်းလေးတွေရဲ့အဖြေတဏှာကြီးခွဲအချိန်တွင်းမှာဦးဇင်းတို့ခေါင်းထဲမှာတော့ စုံစုံစည်းစည်းလေးမှတ်သားထားတယ်လို့ထင်တာပဲဗျာဟုတ်လားအဲ့ဒါဥစဉ်တို့ပြောကြည့်အောင်ဟုတ်လားတရားကောင်းစည်းကစကားတို့ဤအစွမ်းတဲ့ဟုတ်လားတရားမဟုတ်သေးခင်မှာမြတ်စွာဘုရားကိုရှ िख ိုးကြအောင်ရှုဒီတရားတော်ကိုမဟုတ်ကြသေးခင်မနာကြသေးခင်မှာ တရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့နဲ့ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုသိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ကလေးတွေခြိထားကြ ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသန္နရမရလောကကရုံဝန္တိသူကတံဂတိဝိမုတ်တံကရုဏာတိတလဟရယံမဟာကရုဏာရောဖြင့်အေးမြသောစိနှလုံးလေးရှိတော်မူပါ비ထသောပညာပိဇောတဝိဟတမောဟတမံ ရဟတမေတိဟူသောအရာဝလင်းဖြင့်ဝိဇာတိဟူသောမိုက်မောင်ကိုဖဲခွာတော်မူပြီးထသောတဏ္ဍရမရလောကကရုံလူနှပြမတတဝါနန္ဒတို့ဤကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပြီးထသောဂတိဝိမုဒ္ဒံဒီဝမနုဿာနေရယာနှင့် ဘေဒတလေးဆံလာရရှိငါတန်သောဂတိရောမာလီကင်လိုတော်မူပြီးထသောဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်စွာတော်မူပါပြီးထသောဗုဒ္ဓံတစ္ဆာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားဗရမ ्या ကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဖျားရှင်ကိုယ်တော်မြတ်ကြီးကို မယံတရားဟောပုဂ္ဂိုလ်တရားနာ ပုဂ္ဂိုလ်ခေါ်ဆိုပိညာပရမမမှုယုံနံတဖျားဖြစ်ကြပါသောဖျားတပည့်တော်တို့သည်ဝုန်ေဝနာမကာယဝစီမနောချီ၍သုံးလီတော်ရပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမောကရှ िख ုဥညွပါဤမြတ်စွာဘုရား ယောဇဂါထာတတံဘာတိအနတဗထသင်္ညိတံဧကံဓမ္မဗရံတေယောယံသုတ်တဝါဥပသမတိယောဇာခြင်းပုဂ္ဂိုလ်သည်အနတဗရသင်္ညိတံအကျိုးမဲ့ခြင်းနှင့်ဆက်ရှင်သောဂါထာတတံတရားသောဂါထာတို့ကိုစီပါတေယအကယ်၍ပြောဆိုစေကားမူနာတေယောမမျက်တိသာတိ ရောစာအခြင်းပုဂ္ဂိုလ်ဒီကသုတ်တော်ဝါနာထောင်ရသည်ရှိသော ဥမာသမတိလောဘဒေါသမောဟစာသော အပူတအလောင်တတ်တို့ကိုငြိမ်းအေးစေနိုင်၏တံထိုကဲ့သို့သောစကားကိုဧကံတခွန်းများဖြစ်သောတံဓမ္မပဒံထိုကဲ့သို့သော တရားစကားသည်သာလျှင်တေရောမျက်လှပါပေ၏ အကျိုးမဲ့ခြင်းနဲ့ဆက်ရှင်နဲ့တရားသောဂါထာတွေကိုပြောဆိုနေတော့လည်းပဲမမြတ်ပါဘူးတဲ့ကြားလိုက်ရရင်နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့လောဘဒေါသအပူဓာတ်အလောင်ဓာတ်တွေကိုငြင်းအေးသွန်းစေတဲ့ဇကားမျိုးဆိုရင်တော့တခွန်းနဲ့ပင်ဖြစ်စေကမူမြတ်ပါတယ်အတိပဲရှင်းတယ်နော်ရှင်းပါရဲ့ဗျာဘာမှ အကျိုးမရှိတဲ့ဇကားတွေမြတ်စွာဘုရားကတော့ဂါထာတတံ ဂါထာတရားဂါထာဆိုတာက ပါဠိတွေကိုကြပြဖွဲ့ထားတာကိုဂါထာခေါ်တာနော်အဲ့ဒါစကားတက်လွန်းလို့ပြောတော့ပြောတာပဲဂါထာတရားလောက်ပြောလိုက်တယ်စကားတွေအခွန်ပေါင်းထောင်တောင်းချီပြီးတော့ပြောလိုက်တာပဲအဲ့ဒီပြောလိုက်တဲ့စကားတွေကဘာမှအကျိုးရှိတာမပါဘူးအကျိုးမဲ့ခြင်းနဲ့ပဲဆက်ရှင်နေတာအဲ့ဒီလို စကားမျိုးဆိုရင်တော့ဘလောက်ပဲများများဘလောက်ပဲပြောတတ်ပြောတတ်မမြတ်ပါဘူးတဲ့ မမြတ်ဘူးဆိုတဲ့စကားကလေးပိတိမမြတ်ဘူးဆိုတော့ယုံညံ့နေလို့လည်းအတိပဲပေါက်တယ်နော်နောက်ထပ်ဘလို့ပေါက်သေးလဲအတိပဲရှုံးနေလို့လည်းအတိပဲပေါက်သေးတယ်မမြတ်ဘူးဆိုတော့ရှုံးပြီဘောဗျာဟုတ်လားအနှစ်မရှိတဲ့စကားတွေကိုအများကြီးပြောတတ်လို့ပြောတော်လဲပဲအဲ့ဒါအမျက်မရှိဘူးယုံညံ့မှုသာရှိတယ်ရှုံးနေမှုသာရှိတယ်စကားမပြောတတ်ရင် စကားနားမထောင်တဲ့ရင် အရှုံးကြီးရှုံးရမယ်အဆုံးကြီးဆုံးရမယ်ဟုတ်လားပြောလိုက်လို့ရှိရင် တခွန်းသေးပင် ဖြစ်စေကမူကြားလိုက်ရတဲ့လူရဲ့နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့ပူးနေတဲ့အပူတွေအေးသွားတာလောင်းနေတာတွေငြိမ့်သွားတာရှုပ်နေတာတွေရှင်းသွားတာအဲ့ဒီလိုမျိုးအစွမ်းတတ္တိရှိတဲ့စကားမျိုးဆိုရင်တော့တခွန်းသေးပင် ဖြစ်စေကမူပါတဲ့လေမြတ်ပြီတဲ့ ဒီဂါထာလေးကိုအခြေခံပြီးတော့ဟောမှာဗျာဒီကနေ့ဟုတ်လားမှန်ပါဗျာစကားတွေဘလောက်များများအနှစ်မရှိတဲ့စကားမပြောတတ်မဆိုတတ်ဖဲနဲ့ပြောလိုက် ဆိုလိုက်တဲ့စကားတွေဟာ အကျိုးမဲ့တွေကိုသာ ဖြစ်စေတယ်ပထမပိုင်းစပြီးဘယ်လိုစကားကိုဘယ်လိုပြောမှလဲဆိုတဲ့မိကွန်းရဲ့အဖြစ်နော်မှန်ပါဗျာအဲ့ဒါကိုဦးဇင်းတို့ မြတ်စွာဘုရားသူ့ဘာတိတတုတ်တံဆိုပြီးတော့ဟောထားတာရှိပါတယ်မှန်ပါဗျာမှန်ကန်၍အကျိုးရှိသောစကားကိုတည်တည်ချာချာနားထောင်နော်မှန်ကန်၍အကျိုးရှိသောစကားကို အချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောတတ်ရမယ်ဘယ်နှချက်လဲငါးချက်ပြန်ပြောမယ်နော်မှန်ကန်၍အကျိုးရှိသောစကားကိုအချိန်အခါကြည့်ပြီးတော့ မေတ္တာတရားနဲ့နုညံ့သိမ်မွေ့စွာပြောဆိုတရားမယ်ဒီအင်္ဂါနဲ့သာညီမယ်ဆိုရင် အာလုံသောတတ္တဝါတွေဟာအပြောကောင်းနေကြီးဖြစ်မှာဟုတ်လားမှန်ပါဗျာအဲ့ဒီမှာတော်တော်အရေးကြီးတာကတော့အချင်းအခါကို ကြည့်၍ဆိုတာလေးလေတော်တော်အရေးကြီးတယ်ပြောကျင်တိုင်းပြောလို့ဖြစ်တာမဟုတ်ဘူးဘလောက်မှန်မှန်ဘလောက်အကျိုးရှိရှိပြောသင့်တဲ့အချိန်ကျမှပြောရတယ်မပြောသင့်တဲ့အချိန်ကိုမပြောရဘူး စောင့်နိုင်ရတယ်အောင့်နိုင်ရတယ်တခါတလေကြတော့ကိုကမစောင့်နိုင်ဘူးမအောင့်နိုင်ဘူးပြောချင်ရင်ပြောချလိုက်တယ်အဲ့ဒီမှာဒုက္ခရောက်တာဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတော့ကြည်ကြည်ပြန့်ပြန့်ပြောပါတယ်ရှင်ရာဟုလာကိုဟောထားတာရှိတယ်လေကြည်ရှုစင်ကျင်၍ကြည်ရှုစင်ကျင်၍စကားကိုပြောရ၏တဲ့ရှင်ရှင်ရာဟုလာငငယ်လေးတုန်းကမြတ်စွာဘုရားဟောတာ चित्त တဲ့ မှန်ဟာဘာအကျိုးရှိလေတဲ့ကြည်ချင်းအကျိုးရှိပါလေဖေဟာအဲ့ဒါလိုပဲတဲ့ပြောတော့မယ်ဆိုလို့ရှိရင်ငါပြောလိုက်တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးဆုပ်ယုပ်စီမာလားအကုသိုလ်တွေမြန်ဖြစ်မာလားလို့စဉ်းစားလိုက်အောင်တဲ့အကျိုးဆုပ်ယုပ်မယ်ဆိုရင်မပြောနဲ့မပြောခင်မှာစဉ်းစားရပြောနေစဲမှာလဲခဏလေးတွေးပြီးတော့စဉ်းစားလိုက်ပါအောင်ငါအခုပြောနေတဲ့စကားဟာငါအတွက်အကျိုးရှိလားသူ့အတွက်အကျိုးရှိလား အကျိုးမရှိဘူးဆိုရင်ရက်နိုင်ရမယ်ဖြတ်နိုင်ရမယ်ဟုတ်လားပြောပြီးတဲ့နောက်မှာလည်းပဲငါပြောခဲ့တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးရှိသလားအကုသိုလ်ဖြစ်နေသလားလို့စဉ်းစားရမယ်အကုသိုလ်ဖြစ်နေတဲ့အကျိုးမရှိဘူးဆိုရင် နောက်ငါဒါမျိုးနောက်မပြောတော့ဘူးလို့ဆုံးဖြတ်နိုင်ရမယ်ဒါရှင်ရာဟုလာကိုဟောထားတာဒါတော်တော်ကောင်းတယ်နော်တကကြီးမြတ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ ဗိမိတာရမင်းကြီးရဲ့အမတ်ချုပ်ကြီးဝတ္တကာရပုံနာဆိုတာကြားဘူးမှာပါ နောက်တော့အဇာတတမင်းကြီးရဲ့ပရောဟိတ်အမတ်ကြီးဖြစ်ပြီးတော့ဦးဇင်းတို့ဝေသာလီပြည်ကြီးကို စကားတူတူလေးပြောပြီးတော့သွားခွဲတာလေကြားဘူးတယ်နော်ဝတ္တကာရပုံနာအင်မတန်ညံများတာအဲ့ဒီပုံနာကြီးကမြတ်စွာဘုရားကြီးရောက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ရဲ့အယူဆလေးကို ပြောပြရစီ ပြောပါတပည့်တော်ရဲ့အယူဆကတော့မြင်တာကိုမြင်တဲ့အတိုင်းပြောတတ်တယ်ကြားတာကိုကြားတဲ့အတိုင်းပြောသင့်တယ်တွေ့တာကိုတွေ့တဲ့အတိုင်းပြောသင့်တယ်သိတာကိုသိတဲ့အတိုင်းပြောသင့်တယ်လို့တပည့်တော်ယူဆပါတယ်တဲ့အပေါ်ယံကြည့်ရင်တော့တော်တော်ဟုတ်တယ်လို့ထင်ရတယ်မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းပြောသင့်တယ်တဲ့ တော့မြတ်စွာဘုရားကလက်မခံဘူးဗျာဒကမကြီးတွေလက်မခံဘူးနော်မြင်တာကိုမြင်တဲ့အတိုင်းပြောတဲ့တယ်ဆိုတဲ့စကားကိုလက်မခံဘူးအဲ့ဒီတော့မြတ်စွာဘုရားကဘာအမိန့်ရှိလို့ဆိုတော့ဒကာကြီးတဲ့မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကို တွေ့တဲ့အတိုင်းတကယ်လို့ပြောလို့များအကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနည်းသွားမယ်ဆိုရင် မပြောတဲ့မူလို့ငါယူဆတယ်တဲ့ မှန်ပါဗျာနော်မြင်တဲ့အတိုင်းပြောလိုက်လို့အကုသိုလ်တွေများသွားမယ်ကုသိုလ်တွေနေသွားမယ်အကျိုးတွေမဲ့သွားမယ်ဆိုရင်မြင်တဲ့အတိုင်းမပြောနဲ့မပြောပါနဲ့မှန်ဟုတ်လားမှန်ပါဗျာမြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမပြောလို့များအကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနေမယ်ဆိုရင်တော့အဲ့ဒါပြောလိုက်တဲ့မပြောလို့အကုသိုလ်များမယ်ဆိုရင် ပြောလိုက် မှပြောလို့အကုသိုလ်များမယ်ဆိုရင်မပြောနဲ့မှန်ပါဗျာအဲ့ဒီတော့ဒီစကားလေးရဲ့အနှစ်ချုပ်ကဘာလဲဆိုတော့သေးသေးချာချာလေးစဉ်းစားပြီးတော့ပြောတဲ့မှပြောဆိုတဲ့အတိတ်ပဲမှန်ပါသေးသေးဘာလို့တဲ့မှဘာလို့ရမလဲပြောတဲ့မှပြောပါဗျာပြောတဲ့မှပြောမြင်တိုင်းမပြောနဲ့မှန်ပါဗျာဟင်အထူးသဖြင့်အသက်ကြီးတဲ့လူတွေကိုမှားခြင်းတယ်ဗျာအိမ်မှာမြင်နေတာတွေကိုမြင်တိုင်းမြန်သွားမပြောလိုက်ပါနဲ့ကြားတိုင်းမပြောလိုက်ပါနဲ့ မှန်ပါကိုတိတာတွေကိုတိတဲ့အတိုင်းမပြောလိုက်ပါနဲ့မှန်ပါဗျာကိုတိတာကိုတိတဲ့အတိုင်းပြောမိလို့ဒုက္ခရောက်တာတွေအများကြီးရှိတယ်ရှိပါတယ်ဗျာမမှန်လို့မဟုတ်ဘူးနော်မှန်ပါမမှန်လို့မဟုတ်ဘူးဦးဇင်းတို့ဥပမာတစ်ခုပြောပြမယ်မြင်တာကိုမြင်တဲ့အတိုင်းတိတာကိုတိတဲ့အတိုင်းပြောလိုက်လို့ဒုက္ခတွေများသွားတာအခုဒီလောကကြီးမှာလည်းရှိတယ်ဟိုးရှိတုန်းကလည်းရှိတယ်အခုလည်းရှိတယ်နောက်လည်းရှိနေမှာပါပဲသာသကတွေကတော့ ်ဦးဇင်းတို့ဇာတကမှာဇတ်တော်မှာလာတာလေးတစ်ခုပြောပြမယ်မြင်တာကိုမြင်တဲ့အတိုင်းပြောရနေလို့သိတာကိုသိတဲ့အတိုင်းပြောရနေလို့ဒုက္ခရောက်သွားပုံကလေးရှင်းတော့ကပုံနာကြီးဇနီးခင်မွန်ရှိတယ်တဲ့သာသမီမရှိတော့အင်မတန်လိန်မာတဲ့ကြက်တူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာတနေ့တော့ပုံနာကြီးကခကြီးထွက်เสียရရှိတယ်ရှိတော့ကြက်တူရွေးလေးနှစ်ကောင်ကို အနာခေါ်တူတူတိတ်တိတ်မှားတယ်ငါသားတို့ အဖေခရီးသွားတဲ့အခါမှာမင်းတို့အမေပုံလေးမကိုတည်တည်ချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှာပြီးတော့ပုံနာကြီးကခရီးထွက်သွားရောပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လဲစိတ်မချမယ်ဆို စိတ်မချเสียရပဲပုံလေးမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတယ်တဲ့အဲ့ဒါကိုကြက်တူကြီးလေးနှစ်ကောင်ကမြင်းနေတယ်မြင်းနေတော့မြင်မာများလာတော့ ျက်တူရွေးအငယ်ကောင်ကပြောခြင်းဒီလိုမလုပ်သင့်ဘူးလို့ပြောခြင်းအဲ့ဒါနဲ့သူ့အကိုကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တော့အကိုဖြစ်တဲ့ကျက်တူရွေးကဖရာလောင်းလေးငါကြီးမပြောနဲ့ပြောရင်မင်းဒုက္ခရောက်တားတာဒါပေမဲ့တားလို့မရဘူးအငယ်ကောင်ကပြောခြင်းစိတ်ကိုမအောင်နိုင်ဘူးမစောင့်နိုင်ဘူးဟင်ဒကမကြီးတွေအဲ့ဒီလိုခံစားချက်မျိုးကြုံဘူးလား ပြောကျင်တာကိုမအောင်နိုင်ဘူးမစောင့်နိုင်ဘူးတခါတလေကိုယ်စကားနားထောင်မဲ့လူမရှိလို့မျောပြီးတော့နေတာပြောကျင်နှုံးလို့ဟင်တက္ကမကြီးတွေမှန်ပါဗျာအေးအခုလည်းပဲအဲ့ဒီကောင်မစောင့်နိုင်ဘူးမအောင်နိုင်ဘူးအဲ့ဒါအကိုတားတာကိုနားမထောင်မဲနဲ့ပုံလေးမကြီးစီသွားပြီးတော့အမေခမရဒီလိုလောက်တာတော်လားဗျာဒီလိုမလုပ်သင့်ဘူးသွားပြီးတော့ပြောတာပုံလေးမကြီးမျက်လုံးပြူးဒုက္ခပဲဒီကောင်တိတ်သွားပြီး လူဆိုတော့ညံရှိတယ်ညံမမကောင်းတဲ့ညံတွေကပိုးတောင်ရှိသေးတယ်အဲ့ဒါနဲ့ငါသားတဲ့ငါသားကအမေကိုဆုံးမဖို့ရပါပြီတဲလိမ်မာတာပဲလာပါဦးအမေနားလာပါဦးချော့ခေါ်တာအနားလေရောက်ပြီဆိုတော့ဖြတ်ခနဲ့ဆွဲပြီးတော့လေဘင်းကိုလိန်ချိုးလိုက်တယ်ကိုယ့်အကိုအေးအေးမနေနိုင်တဲ့အကောင်ဟုတ်လားအဲ့ဒီလိုလေဘင်းကိုလိန်ချိုးပြီးတော့မိကြီးခဲတွေရှိတဲ့ပြာပုံထဲကိုထိုးသိမ့်လိုက်တယ် အဲ့ဒါကိုအစအဆုံးဟိုတန်းပေါ်မှာလမ်းလျှောက်နေတဲ့အကိုကမြင်တယ်။မှန်ပါဗျာ။ငါပြောစကားနားမထောင်နဲ့ကော။အဲ့ဒီလိုနဲ့ပုံနာကြီးပြန်ရောက်လာ။ရောက်လာတဲ့အခါကျတော့ပုံနာကြီးကကျက်တူရဲ့နှကောင်စုံမစုံတောင်းမကြည့်နိုင်ဘူး။ရှိတဲ့ကျက်တူရဲ့ခေါ်ပြီးတော့ဘယ်နဲ့တော့မင်းအမေဘယ်နဲ့တော့မေးတာ။မေးတဲ့အခါကျတော့ကျက်တူရဲ့လေးကအဖေတဲ့ မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောမိလို့ကျွန်တော်ရဲ့ညီကတော့ပြာကူထဲမှာသေပြီးတော့အိတ်နေပြီတဲ့မှန်ပါဗျာဟုတ်လားမှန်ပါဗျာအဲ့ဒီတော့အဖေလည်းမှတ်ထားမြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမစင်စားမစင်ခြင်းမဲနဲ့မစူးစမ်းမဲနဲ့ပြောတဲ့လူဟာကျွန်တော်ရဲ့ညီလေးသေသလိုသေရလိမ့်မယ်တဲ့မှန်ပါအဲ့ဒါလိုပြောပြီးတော့ဟိမွန်တာကိုပြန်သွားတာပြန်မလာတော့ဘူးတဲ့ မှန်ပါဗျာတချို့ရှိတယ်နော်တို့ကတော့တိတိတဲ့အတိုင်းပြောရမှာပဲမြင်မြင်တဲ့အတိုင်းပြောရမှာပဲတို့ကတော့မှန်မှန်ပဲဘွန်းဘွန်းပဲရှင်းရှင်းပဲဆိုတဲ့လူတွေတတိထားတယ်ကမကောင်းဘူးလားကောင်းပါကောင်းတယ်ဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောပိဋကတ်ဘာကိုကြည့်ပြောရမလဲပုဂ္ဂိုလ်ကြည့်ပြောရမှာဗျာပုဂ္ဂိုလ်ကိုကြည့်ပြောစကားကမှန်မိမယ်လို့စကားကကောင်းမိမယ်လို့တစ်ဖက်လူကခံနိုင်ရှိအောင်မှနားလေနိုင်အောင်မှတနည်းအားဖြင့်ပြောရရင်အဆင့်ရှိအောင်မှ ဥစဉ်တို့ဒုက္ကဋ္ဌသုတ်တံဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ဗျ။သီလမရှိတဲ့လူရဲ့ရှေ့မှာသီလအကြောင်းသွားပြောရင်နာခါတယ်တဲ့။မှန်ပါဗျာ။အဲ့ဒါဒုက္ကဋ္ဌမကောင်းတဲ့စကားကိုဖြစ်သွားတာ။မှန်ပါ။သူလည်းပဲအကုသိုလ်များတယ်၊ကိုယ်လည်းပဲဟာဒီကောင်အလကားကောင်ပဲဆိုပြီးတော့စကားကောင်းပြောရင်လည်းအကုသိုလ်ဖြစ်တယ်။မှန်ပါ။ယုံကြည်မှုတရားတရားမရှိတဲ့လူရှေ့မှာတရားတရားအကြောင်းပြောရင်နာခါတယ်။မှန်ပါဗျာ။ဟုတ်လား။ဘာမပြောနဲ့။ဟုတ်လား။ နောက်ဘ ഹു တုတ္တတွေနဲတဲ့ပုဂ္ဂိုလ်ရှိမှာဘ ഹു တုတ္တအကြောင်းသွားမပြောနဲ့မှန်ပါနော်တတ္တာတီလာတုတ္တစာကနှမျိုးတဲ့လူရဲ့ရှိမှာပေကံကြီးအကြောင်းသွားမပြောနဲ့နောက်ပညာနဲတဲ့လူရှိမှာပညာအကြောင်းသွားမပြောနဲ့မှန်ပါဒါမြတ်စွာဘုရားကိုယ်တိုင်ပြောထားတာနော်တခါကြီးမြတ်မှန်ပါဒါကြောင့်စကားကကောင်းတော်လည်းပဲပုဂ္ဂိုလ်ကခန္ဓာကြီးမရှိရင်ကောင်းသောစကားသည်မကောင်းသောစကားဖြစ်တတ်တယ် ်ပါဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့မြင်သာကိုမြင်တဲ့အတိုင်းအခခတ်သိမ့်ကြိုးလို့မဖြစ်ပါဘူးကုသိုလ်တွေများပြီးတော့အကုသိုလ်တွေနည်းသွားမယ်ဆိုရင်တော့ပြောရမှာပေါ့မှန်ပါဗျာဟုတ်လား